အားလုံးဝမင်္ဂလာပါကျွန်တော်ကိုပရိသာပါကျွန်တော်ဒီနေ့ကတော့ကိုလူတွေကိုစိတ်သက်ခွန်အားပေးတဲ့အနေနဲ့ဒီ podcast လေးကိုပြောတာဗောလေအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကလူနည်းစုမဟုတ်ဘူးကျွန်တော်တို့မှာအင်အားအများကြီးရှိတယ်ငါတို့တော်လှန်နေတဲ့သူတွေကလူနည်းစုပဲလားဒီလူတွေပဲရှိတာလားဆိုတော့အာအားနေတဲ့စိတ်မျိုးမတွေးမိအောင်လို့ဗောလေကျွန်တော်ပြီးခဲ့တဲ့ဒီလပိုင်းနေလောက်ကကျွန်တော်အရင်က အာရင်းနှီးခဲ့တဲ့မိတ်ဆွေတွေနဲ့ပြန်ပြီးတော့အဆက်အသွယ်ပြန်ရတယ်ဗောလေကျွန်တော်အရင်ကဒီတော်လိုင်းလောက်တဲ့ခါမှာကျွန်တော်ဘယ်သူနဲ့မှမဆက်အသွယ်ပဲနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်မဆက်အသွယ်ဘူးဗောလေမဆက်အသွယ်ပဲနဲ့ကိုယ့်ဘာသာကိုနေနေတဲ့ခါကျတော့ဒီအရင်ကမိတ်ဆွေတွေနဲ့ကျွန်တော်စကားမပြောပြဒါမဲ့ကျွန်တော်အဲ့လိုမျိုးမိတ်ဆွေတွေနဲ့ပြန်ပြောပြတဲ့ခါမှာသူတို့ပြောတဲ့စကားကဘာလဲဆိုတော့အာ အဲ့ဒီတဲမှာဆိုဗျာ CDN လောက်ထားတဲ့ဆရာမတွေပါတယ်သူတို့ရဲ့မိသားစုဝင်တွေပါတယ်ဗောလေအဲ့ဒီခါမှာသူတို့ CDN လောက်ထားတဲ့အတွက်ကြောင့်မလို့ဒီပဝန်းကျင်မှာသူတို့ဖေ့ကျင်တာတွေများလာတယ်ရှောင်ကျင်တာတွေများလာတယ်ဗောနော်အဲဒါကသူတို့ဒီမှာပဲဒီအတိုင်းဝမ်းမှာပဲဖြစ်တာလားဆိုတော့နေရဟိုနေပဲတော်တော်များမှာဗောလေဖြစ်နေတာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီတော်လှန်ရေးလုပ်တဲ့သူတွေနဲ့ပတ်သက်ပြီးလို့ရှိရင်ဒုက္ခရောက်မယ်ဆိုတော့အကြောက်တရားကိုစစ်တပ်ကနေပြီးရိုက်သွင်းထားတာဗောလေ မလောက်ထိဆိုလဲဆိုငွေလှူတာတို့ဘာလို့မပြောပါနဲ့အဒီတိုင်းပဲ Facebook ပေါ်မှာ comment လေးရေးတာအစအ screenshot နဲ့ပေါ့နော်ဒီ Telegram ကနေပြီးတော့တင်ပြီးတော့ဒီလူတွေကိုဖမ်းမှာဆိုပြီးတော့လှုံ့ဆော်တာမျိုးရှိတော့နောက်ပိုင်းမှာလူတွေကကြောက်လန့်လာကြောက်လန့်လာတဲ့အခါကြောင့်မို့လို့ဟိုတူတူတိတ်တိတ်ဖြစ်လာတာပေါ့လေလုံးဝတော်လှန်ရေးကိုမပါဝင်တော့တာမဟုတ်ဘူးဒါပေမဲ့အားလုံးကဒီတူတူတိတ်တိတ်ပုံစံလိုမျိုးဖြစ်လာဖြစ်လာတဲ့အခါမှာတယောက်နဲ့တယောက်ကလည်းမယုံကြည်တော့ဘူးဟာဒီလူကိုငါ ဒီလိုမျိုးတော်လှန်ရေးမှာပါဝင်နေရပြောလိုက်လို့ရှိရင်အဲငါ့ကိုအကောက်ကြံနိုင်မလားဒုက္ခပေးနိုင်မလားဆိုတော့အတွေးမျိုးတွေဝင်လာတာပေါ့လေအဲ့တော့ကျွန်တော်တို့ကတရားနဲ့တရားသူ့ဝှက်ရင်းနဲ့တရားနဲ့တရားဘာလုပ်နေရဆိုတဲ့ဟာကိုမသိကြတော့မသိကြတော့အခါမှာဆိုရှယ်မီဒီယာပေါ်မှာဆိုပူဆိုးတာပေါ့လေဘယ်သူကဘာလုပ်နေရဆိုတာမျိုးမသိကြတော့ဘူးလူတွေကအာတာမန် ကိုယ့်ရဲ့ပြင်ပလူနေမှုဘဝတွေကိုပဲဖော်ထုတ်ပြရတဲ့ဒီတော်လိုင်းနဲ့ဆိုင်တဲ့ဟာတွေအနည်းလာပါဘောလေဒါအချိန်ကာလကြာလာကြောင်းလည်းပါတယ်နောက်တစ်ခုကတော့ဒီလုံခြုံရေးစိုးရင်ရတဲ့ပြဿနာပါလေအဲ့တော့ဒီအတွင်းစီးမှာလုံနေတဲ့သူတွေကလွဲလို့ရှိရင်ဂျန်တဲ့သူတွေတာမန်လူတွေကတော်လိုင်းမှာပါလားမပါလားဆိုတဲ့ဟာကျွန်တော်တို့ကမှန်းဆလို့မရဘူးဖြစ်နေဒါပေမဲ့အဲ့ဒီဟာတွေကိုဘယ်ဟာရင်နဲ့ပြန်ပြီးတော့ထောက်လို့ရလဲဆိုရင် အာတော်လှန်ရေးမှာလုပ်နေတဲ့ campaign တွေပေါ့နော်ဒီလိုမျိုး campaign တွေမှာဆိုပါဝင်ကြရဆိုရင်ပြည်တွင်းကနေလည်းအများကြီးပဲပါဝင်နေတယ်အခုချိန်ထိလည်းပါဝင်နေကြတော့မယ်လူတွေမှာဘန်းကောက်ပိတ်ခံဥမာ KB ပိတ်ခံ Wave Bay နဲ့ပါကြတယ် KB ပိတ်ခံကိုရှိနေတဲ့နေရာကနေပြီးတော့ရှောင်ပြေးပြီးတော့ရှားနေရာမှာအခြေချအောင်နေရတယ်ဘဝကိုပြန်စားရတယ်အဲ့ဒီကနေမှတစ်ဆင့် အဲတော်လှန်ရေးကိုဆက်ပြီးတော့ပါဝင်နေရရပေါ့เนาะကျွန်တော်မိတ်ဆွေတွေထဲမှာလည်းရှိပါတယ်အဲ KP ပိတ်ခံရလို့အဲကိုနေရဲ့နေရာနေရှောင်ပြီးအဲတချို့ရေဆိုဒီ time ကိုရောက်လာတယ်ရောက်လာပြီးတော့အလုပ်တွေလုပ်ပြောရမယ်ဆိုရင်ဂျုံကကြာပန်းပေါ့လေအောက်ခြေသိန်းအလုပ်တွေလုပ်လုပ်ရင်းရနေရသမျှပတ်စံလေးကိုပြန်ပြီးတော့တော်လှန်ရေးနဲ့ထောက်ပံ့နေကြတဲ့လူတွေဒီလိုလူတွေအများကြီးရှိအဲ့ဒီလိုအခါမျိုးမှာကျွန်တော်တို့ကတယောက်နဲ့တယောက်ကဘယ်သူမှမလုပ်နိုင်လဲဆိုတာမသိရမသိရတဲ့အခါမှာငါတို့မှာ အာလူနေနေစုလေးပဲရှိကြလားငါတို့ကတော်လိုင်းလုံနေတဲ့သူကနည်းနည်းလေးလားဆိုတော့အစိတ်အားငယ်မှုတွေဝင်လာတာပေါ့လေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်ကတော့ကျွန်တော်တို့ကလူနေစုမဟုတ်ဘူးဆိုတာယုံကြည်ရဲကျွန်တော်ထိတွေ့ဆက်ဆံရတဲ့အတိုင်းဝိုင်းမာတွေဟောပဲတော်လိုင်းကြီးထဲမှာပါဝင်နေတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီကတချို့လူတွေဆိုရင်ဒါမြန်မာပြည်တွင်းမှာတော့မှပဲအလုပ်ကိုင်းနေလုပ်နေကြတဲ့သူတွေရှိတယ်ဟောလုပ်ငန်းရှင်တွေပါတယ်တခြားနေပဲအသီးသီးကနေပြီးတော့ပါဝင်နေကြတဲ့သူတွေရှိတယ် အဲ့လိုလူတွေအနေနဲ့ရကြပါဗျာသူတို့မှာသူတို့လုပ်နေတဲ့အလုပ်တွေရှိတာကိုရှိတဲ့ဆိုတဲ့အခါကျတော့သူတို့ကဒီဒေါ်လာကြီးမှာပါဝင်နေရဲဆိုတဲ့ဟာမျိုးသူတို့လူသိမခံဘူးဗောလေအဲသူတို့ကိုယ်တိုင်လည်းလုံးဝမပါဝင်ဘူးသူတို့ရဲ့ယင်းကြီးရဲ့သူတွေကတစ်ဆင့်ဖြန့်ကျက်ပြီးတော့မှဒီဒေါ်လာကြီးကိုပါဝင်ကြတာဗောလေအဲ့လိုပဲတခြားဒီအမှုပညာနယ်ပယ်ပဲဖြစ်ဖြစ်တခြားနယ်ပယ်တွေမှာပဲဖြစ်ဖြစ်ဒေါ်လာကြီးကိုပါဝင်နေကြတဲ့သူတွေအများကြီးရှိပါတယ်အဲကျွန်တော်ကအခုဒီလက်ရှိ time မှာဗောလေကျွန်တော်တို့ ဒီထိုင်းရဲ့ခီးသွွားလုပ်ငန်းတစ်ခုမှာကျွန်တော်ဒီဝန်ထမ်းအနေနဲ့ဝင်လောက်တာပေါ့လေလောက်တဲ့အခါကျတော့ကျွန်တော်ဒီမှာခီးသွွားလုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့တွေ့ရတဲ့ဟာကြီးဆိုရင်ဒီတခြားနိုင်ငံတွေကနေပြီးတော့လာလေကြတဲ့ဧည့်သည်ရှိတဲ့မြန်မာတွေပေါ့လေတခြားဒီမြန်မာပြည်တွင်းကနေပြီးတော့လာလေကြတဲ့ဧည့်သည်ရှိရဲ့အဲ့ဒီမှာတော်တော်များများဆိုရင်အာကိုပရီတာလာကျွန်တော်သိရဲ့ကျွန်မသိရဲ့ပေါ့လေဒီလူတွေတော့ရှိပါတယ်အဲအာမငယ်နဲ့ဘာညာပေါ့လေအားပေးကြတယ်ပြီးလို့ရှိရင်အလုံးနဲ့ဆက်ဆက်ပြီးတော့အာ ကြာတဲ့ငွေထပ်ပို့ပြီးတော့ပေးသွားတာမျိုးတွေရှိတယ်အဲ့ဒီမှာဆိုတချို့လူတွေဆိုကျွန်တော်ထင်အောင်မထင်အောင်အဲ့လိုလူမျိုးတွေပါပါတာပေါ့လေဒါပေမဲ့ဗျာလူတိုင်းကတော့ကိုယ့်ရဲ့ဟိုအကျိုးစီးပွားကိုထိကြိုက်မှာကြောက်ကြတာပေါ့လေကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီငဲ့စရာမရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဲဇုံလုံးပစ်ပေါ့နော်ဝင်ကြဝင်နေကြတဲ့သူတွေရှိအဲ့လိုပဲတောထဲမှာတပ်ပီးပြီးတိုက်နေတဲ့သူတွေကလည်းအဲ့လိုပဲအဲဒီတခြားစီရင်လောက်ထားတဲ့သူတွေလေဆိုလဲအဲ့လိုပဲဒါတော်လှန်ရေးတွေအလုံးစုံ ပြစ်ပြီးတော့ဝင်ထားတဲ့သူတွေပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့တော်လိုင်းမှာတစိတ်တစ်ပိုင်းပါဝင်နေတဲ့သူတွေအထူးသဖြင့်ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့ပေးနေတဲ့သူတွေကလည်းအများကြီးရှိတယ်ပြီးတော့ဒီတော်လိုင်းအဖွဲ့အစည်းတွေကိုလိုအပ်တဲ့နှီးပညာအကူအညီတွေလိုအပ်တဲ့အာပူဆောင်ဆက်သွယ်ရေးတွေကူညီပေးနေတဲ့သူတွေရှိတယ်အများကြီးမှအများကြီးပဲကျွန်တော်တို့မှာနိုင်ငံအဆောင်ကနေပယ်အဆောင်ကပညာတတ်တွေအာ ပတ်စံရှိတဲ့သူတွေပြီးတော့လုံအားပါဝင်နေတဲ့သူတွေတကယ်တကယ်ဟိုမှာအများကြီးမှာအများကြီးရှိတာတခါလေကျတော့ကျွန်တော်တို့ကကိုရောက်နေတဲ့ရုံကမှားနေအောင်မှားနေရဆိုရဲဟာဥပမာကိုက CRM လုတ်ထားတယ်ဒါပေမဲ့ကိုရဲ့အတိုင်းဝိုင်းမှာအဲ့လိုလူတွေမရှိဘူးဆိုရင်အဲကိုကနည်းနည်းတော့ရှောင်ဖယ်ခံရတယ်လို့မျိုးဖြစ်လာတာဗောလေတခြားဒီလိုပဲတော်လှန်ရေးထဲမှာပါဝင်နေတယ်တခြားလူတွေကမပါဝင်ဘူးဆိုရင်အာဒီတော်လှန်ရေးထဲမှာပါဝင်နေတဲ့လူတို့တချို့တွေကတော့အဆက်ဆန်လုပ်ဖို့ကူညီပေးဖို့ကြောက်ကြတာမျိုးရှိရပါဘောဒါတော့လူတစ်ပါးပါပဲเนาะအဲအကြောက်တရားကို အဲသူတို့မလုံဆန်နိုင်ကြဘူးနောက်တစ်ခုကသူတို့ရဲ့ဒီအခြေအနေပေါ့နော်ပျက်စီးသွားမှာမျိုးသူတို့မလုံချင်ကြဘူးအဲ့တော့အဲသူတိတ်ပြီးနေကြတာဒါပေမဲ့အခုချိန်ဒီကိုတကယ်ပြည်တွင်းမှာလည်းအာ NUG ရဲ့ပညာရေးအကြောင်းကိုပဲတက်ပြီးတော့ဟိုစက္ကဆိုင်ပညာရေးကိုသပိတ်မှောက်ထားတဲ့ចောင်းသားတွေအများကြီးရှိနေသေးတယ်စစ်ကောင်စီနဲ့မပတ်သက်တဲ့လုပ်ငန်းတွေအများကြီးရှိနေသေးတယ်နောက်ဆုံးစစ်ကောင်စီနဲ့ပတ်သက်နေရင်တော့မှပဲဒါမလွဲမရှောင်သားလို့ပေါ့နော်အခုအခြေအနေရဆိုရင်ကျွန်တော်တို့ကအာတချို့ဆိုရင်ညာ ပြည်ပအောင်ထွက်ဖို့ပေါ့နော်အခုကပြည်ရဲမှာဘလုံးမနေလို့မရတော့စစ်မှုထမ်းကိစ္စတွေနဲ့ပေါ်တာဆွဲတဲ့ဟာတွေနဲ့တခြားတခြားသောလုံခြုံရေးအကြောင်းပြချက်ကြောင့်လူတွေကပြည်ရဲမှာနေဖို့အတွက်မဖြစ်နိုင်တော့ဘူးနော်အထူးသဖြင့်ဒီစစ်မှုထမ်းအသက်ရွယ်နဲ့ဟိုအကျုံးဝင်နေတဲ့လူငယ်ဆိုပို့လို့တော့မှစိုးတာပေါ့စိုးတဲ့အခါကျတော့သူတို့ပြည်ပထွက်ဖို့ကြိုးစားတာရှိတယ်အဲ့ဒီအခါမှာတချို့ကလည်းကြောင်းနေပေါ့နော်တချို့ကလည်းအလုံးနေပေါ့အဲ့လိုအခါမျိုးမှာကျွန်တော်တို့ဒီ passport လောက်ရတာအခြေခံကြအောင်ပေါ့လေ passport လောက်ရတာမျိုးရှိတယ်စစ်တပ်နဲ့မလွဲမရှောင်တာပတ်သက်ရတာမျိုးရှိ ဒီလိုမျိုးဟာတွေကိုလည်းကျွန်တော်တို့ဒီတော်လိုင်းကာလာကြာလာတဲ့အခါမှာတော်တော်များများနားလည်ပေးလာကြပါတယ်တချို့ရေဆိုလဲပညာရေးရက်သွားတဲ့အခါမျိုးမှာနောက်ဆုံးမလွဲမရှောင်တာပါเนาะစစ်တပ်ရဲ့ဒီ အဲအကြောင်းကိုပဲတက်လိုက်ပြီးတော့မှကိုပညာကြီးပြီးဆုံးသွားတော့မှလွတ်ရကင်းအောင်သွားပြီးတော့မှတော်လန်ရိုးကိုဆက်ပြီးတော့ထောက်ပံ့ပေးနေတဲ့သူတွေတချို့ကလည်းပြည်တွင်းထဲမှာနေတဲ့အချိန်လေးမှာ low profile လေးနဲ့နေပြီးတော့ပြီးတော့မှကိုလွတ်ရကျွရအောင်ရောက်တော့မှထဲထဲဝင်ဆက်ပြီးတော့ပါဝင်နိုင်တာမျိုးရှိအဲ့တော့ကျွန်တော်တို့ဖြစ်နေတာဘာလဲဆိုတော့တယောက်တယောက်ဟိုမသိကြဘူးဗောနော်မသိကြဘူး तू ဘာလုပ်နေလဲကိုမသိရကိုဘာလုပ်နေလဲ तू မသိရအားလုံးကလည်းကိုယ့်ရဲ့ဟိုဟာတွေကိုလုပ်ငန်းဆောင်တာတွေကိုဖုံးကွယ်ပြီးတော့နေကြတဲ့အခါမှာထင်လာကြတာငါတို့ကလူနေစုပဲလားငါတို့မှဘာမှမရှိဘူးလားကျွန် န်တော်တို့ကဘာတွေတွေ့လာလဲဆိုတော့ social media မှာကကြတော့အာအလုံးလုံးနေတာလေးအောင်မြင်နေရတယ်ပျော်ပါနေရတယ်တောက်စားနေရတယ်ပေါ့နော်အထူးသဖြင့်ပြီးရင် night club တွေဘီယာဆိုင်တွေမှာလူတွေပြည်နေရမြင်ပြီးဟာဒီလူတွေကတော့အစ်စေးတာယာနေတယ်တကယ်လုံးနေတဲ့သူတွေကတော့လူနည်းစုပဲရှိတော့တာဆိုတော့တကယ်တမ်းအဲ့ဒီလူတွေကဗျာထားပါဦး club ထဲမှာလူပြည်ရဆို club တစ်ခုလူဘယ်နှယောက်ဝင်မလဲကျွန်တော်စိတ်တင်900နဲ့ တထောင်ရပါလိတထောင်တော့မှဆက်မယ်မထင်ပါဘူး900 900ပဲထားပါတော့အဲ့လိုမျိုး club ညဘတ်ဖွင့်လာဘယ်နှခုရှိ10ခုရှိတယ်ပဲထားပါတော့နော်လူ900ဝင်တယ်ဆို10ခုမှ9000ပေါ့လူ9000ဆိုတာတကယ်တော်လန်ကြီးလုံနေတဲ့လူတွေနဲ့ရှင်လို့ရှိရင်ဘလောက်မှမရှိဘူးကျွန်တော်တော်ထဲမှာဘယ်ကြည့်အောင် PDF အင်အားကြီးပဲတိန်းနဲ့ချီပြီးတော့ရှိအဲ့လိုပဲတခြားဒေတာကာကွယ်ရေးတပ်တွေပကဖာတွေပါဖာတွေပါလာဖာတွေသူတို့ရဲ့တက်ဆိုင်တဲ့ရန်နေရာတွေသူတို့ကိုကူညီထောက်ပံ့နေတဲ့သူတွေသူတို့ထိန်းချုပ်တဲ့နေမြေမှာရှိနေတဲ့သူတွေအများကြီးရှိတယ် ကျွန်တော်တို့မှာလူနည်းစုမဟုတ်ကျွန်တော်တို့အများကြီးအဲ့ဒီဟာပြင်ဟိုပြည်ပရောက်နေတဲ့သူတွေဒီလိုမျိုးနီးပညာပိုင်းကူညီပေးနေတဲ့သူတွေငွေကြေးပါဝင်နေတဲ့သူတွေပြီးတော့တခြားဒီ fund raising တွေမှာဆိုကြည့်လိုက်အာဟင်းချက်ပြီးတော့ပါဝင်နေတဲ့သူတွေပစ္စည်းတွေရောင်းပြီးတော့ပါဝင်နေကြတဲ့သူတွေအများကြီးအဲ့ဒါပြင်ဟိုအဲတက်ဆိုင်ရနိုင်ငံတွေမှာဆိုရင်ပေါ့နော်အဲရှိုးပွဲတွေလုပ်ကြတယ်ရုပ်ရှင်တွေပြကြတယ်အဲ့ဒီမှာဆိုရင်လူကိုထောင်နဲ့တောင်းနဲ့ချီပြီးတော့ပါဝင်ကြတာ အဲ့လိုလူတွေအများကြီးရှိတယ်ကျွန်တော်တို့အဲ့ဒါတွေကိုမြင်အောင်ကြည့်ဖို့လိုတာပေါ့နော်အဲ့လိုမျိုးမှလည်းကျွန်တော်တို့ကကျွန်တော်တို့အင်အားကိုကျွန်တော်တို့သိနိုင်မှာတကယ်တမ်းကကျွန်တော်တို့ကလူနည်းစုမဟုတ်လူနည်းစုကစစ်ကောင်စီနဲ့သူ့ကိုအားပေးထောက်ခံနေတဲ့သူတွေကမှလူနည်းစုအစ်စ်ပြီးတော့ဒီအာနာသိန်းနာအခုဆိုရင်၅နှစ်ထဲကိုရောက်လာရောက်လာတဲ့အခါမှာကျတော့ဟိုကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေဆိုကျွန်တော်ပြောပြတယ်ဒီဟာကတကယ်လို့ဒီနှစ်ထဲမှာမပြီးဘူးဆိုကျွန်တော်တို့ကနည်းနည်းကြာအောင်မဲ့သဘောမှာရှိရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဒီတိုင်း ဟိုမနေလိုက်ဘူးပေါ့နော်အခုကိုပညာရေးတပိုင်းတစားဖြစ်နေရဆိုလေဒီဥစ္စာကိုဆက်ပြီးတော့ပြီးဆုံးအောင်ကျွန်တော်ဘယ်လိုလုပ်လို့ရမလဲပြီးပါထွက်တင်ပါလားဒါမှမဟုတ် online ကတင်ပါလားဘယ်လိုလုပ်လို့ရမလဲကိုယ့်ရဲ့ career နဲ့ဆိုင်တဲ့ဟာကိုလည်းဘယ်လိုမျိုးဆက်ပြီးတော့ရှောင်းလန်းကြရမလဲပေါ့ကျွန်တော်တို့ဆိုလေကျွန်တော်2021ကနေစပြီးတော့2023ထိကိုကျွန်တော်ကလုံးဝဒီတော်လှန်ရေးထဲမှာ အပြည့်ဝပါဝင်တာဒါပေမဲ့2024မှာအဲကျွန်တော်တို့ဘဝအတွက်ပြန်ပြီးစဉ်းစားရတယ်ဟာဒါရက်ကြောင်းမယ်ဆိုရင်ငါတို့ဒီတိုင်းနေလို့မရတော့ဘူးငါတို့အသက်ရှင်ရည်ရည်ဖို့အတွက်အလုပ်လုပ်ရမယ်အလုပ်လုပ်ပြီးတဲ့အခါမှာကိုအဆင်ပြေနေမှကိုလူမျိုးပြန်ပြီးကူညီနိုင်မှာပေါ့လေအဲအဲ့ဟာတော့ plan တွေဆွဲရအဲ့ဒီကြားထဲမှာမှာကျွန်တော်သမီးလေးကိုဝင်ရှိနေပြီဆိုတာတိလိုက်ရအခါမှာကျွန်တော်လုံးဝ အဒီဟာတော့တော့ငါငါတို့ဘောဟာတော့တော့ငါတို့စဉ်းစားရအောင်မယ်ပေါ့နော်စဉ်းစားရအောင်မယ်ဆိုတော့အဲ့အဲ့စဉ်းစားစဉ်းစားရတဲ့အခါမှာကျွန်တော်တချို့တော်လိုင်းကိစ္စတွေမလုပ်ပေးနိုင်တော့အမျိုးရှိတယ်အထူးသဖြင့်ငွေကြေးနဲ့သက်ဆိုင်တဲ့ဟာတွေဆိုကျွန်တော်လုံးဝမလုပ်ပေးတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်မှာကျွန်တော်စီးပွားရှာရမယ့်ဟာတွေရှိလာရှိလာတဲ့အခါကျကျွန်တော်ရဲ့ကိုပိုင်စီးပွားရေးနဲ့အဲဒီတော်လိုင်းကြီးတွေကဟိုငွေကြေးတွေနဲ့ဟို ရောရှက်နေရမျိုးကျွန်တော်အဲ့လိုမျိုးတွဲပြီးမြင်မဲ့ဟာကျွန်တော်မလိုချင်မလိုချင်တဲ့ခါကျကျွန်တော်အဲ့လိုမျိုးငွေကြီးနဲ့ဆိုင်နေဟာမလုတော့ဘူးเนาะမလုတော့တဲ့ခါကျတော့အားနေဝတာတော့မှန်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီဟာမှာမလုပေးနိုင်လေတခြားဆက်လုပ်နေတဲ့သူအများရှိအဲ့လိုပဲတခြားတခြားအလုပ်တွေမှာလည်းဒီလိုပဲလုပ်နေကြရလူအများရှိအဲအားကြောင့်မလို့ဒီဒေါ်လာကြီးရရှေ့ကိုဆက်သွားပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ဒီလောက်ထိအကြာကြီးရည်တည်နိုင်တဲ့ဒေါ်လာကြီးဆိုတာကဘာမှာတော့ရှိကြမှာရှိမှာ တခြားနိုင်ငံရဲ့ဘာကူညီမှလည်းမပါဘူးဒီနိုင်ငံထဲမှာရှိနေတဲ့သူတွေအဲ့ဒီထဲမှာတော့မှနိုင်ငံသားတိုင်းမဟုတ်ဘူးเนาะဒီတော်လှန်ရေးကိုပဲတကယ်ဟိုစိတ်ပါဝင်စားတဲ့အမှန်တရားကိုပဲတကယ်လိုရတဲ့လူတွေကျွန်တော်တို့ကဒီလူတွေကနေပဲပါဝင်ပြီးတော့ဒီတော်လှန်ရေးကိုတွန်းလာကြတာအခုဆိုရင်မျိုးပေါင်း90ကျော်ထိသိမ့်ပိုင်နိုင်တဲ့အခြေအနေကိုရောက်နေပြီပေါ့เนาะအဲ့တော့အဲ့မျိုးပေါင်း90ကျော်မှာကိုစဉ်းစားကြည့်လေเนาะဒီတော်လှန်ရေးနေပြီဆိုရဲအတွက်ကြောင့်မို့တော်လှန်ရေးကိုထောက်ခံအားပေးနေတဲ့သူတွေအများကြီးရှိမှာပဲ အဲအဲ့လိုမျိုးနေရာမှာနေကြတဲ့ပြည်သူတွေလည်းအများကြီးရှိတယ်။တခြားဒီနေဆက်မှာရရအလုပ်လေးလုပ်ပြီးတော့အဲတော်လန်ရေးကိုဆက်ပြီးတော့ထောက်ပံ့ပေးနေတဲ့သူတွေအများကြီးရှိတယ်။ပြီးတော့ပြည်ပမှာရသမျှအလုပ်တွေလုပ်ပြီးတော့တော်လန်ရေးအတွက်ထည့်ဝင်နေကြတဲ့သူတွေအများကြီးရှိတယ်။ကျွန်တော်တို့မှာအင်အားအများကြီးပဲကျွန်တော်တို့ကြီးပဲမဟုတ်ဘူး။အဲ့ဒီဟာကိုနားလည်ဖို့လိုတယ်။တခါလေကို စိတ်တက်ကြသွားလို့ရှိရင်အာငါတို့မှာ ငါတို့ကလူနေစုမဟုတ်ဘူးငါတို့ကအင်အားနေနေတာမဟုတ်ငါတို့ကအများကြီးရှိတယ်အဲအကြောင်းမို့လဲဒီဒေါ်လာရေးရဒီလောက်ထိရွေ့လာပါဘောနော်အဲ့ဒါလေးကိုဟိုစိတ်ထဲမှာတတိရဖို့ကျွန်တော်ကတော့အအတိပေးတာဗောလေတခါလေကြာရင်လူက စိတ်တက်ကြတာပဲကျွန်တော်တို့ဆိုလည်းစိတ်တက်ကြတာပေါ့ကျွန်တော်တို့ဆိုဘာကိုစိတ်တက်ကြလဲဆိုတော့ကျွန်တော်တို့အရင်လုပ်ငန်းဝင်မှာတူတူလုပ်ခဲ့တဲ့သူတွေရှိရယ်အဲလုပ်ငန်းဝင်မတူရင်တော့မှလုပ်ငန်းနဲ့ပဲတူတဲ့သူတွေရှိအဲ့လူတွေထဲမှာကိုယ့်ဘဝကိုတိဆောက်ပြီးတော့အခုချိန်မှာအခြေခံနေတဲ့သူတွေရှိအဲ့တော့အဲ့လူတွေနဲ့ကိုကသွားပြီးတော့ကိုယ့်ကိုပြန်ပြီးတော့နှိုင်းရှင်တဲ့ခါကျရင်ဟာငါတို့တော့ဒီတော်လှန်ရေးတဲ့ဝင်လာတာမှားသွားပြီလားဆိုတော့စိတ်မျိုးကျွန်တော်မှလည်းဖြစ်ပါတယ်ကျွန်တော်မျိုးသမီးလည်းဖြစ်တယ် ်သူဆိုပူဆိုးอ่ะဗောလေသူဆိုထောင်ထဲမှာ2နှစ်လောက်အချိန်ကုန်ခဲ့ရဆိုတော့ဘဝရဲ့တလန်းအချိန်တွေကထောင်ထဲမှာကုန်ခဲ့ရတာဗောလေဒါပေမဲ့တခါလေကြာရင်လည်းပြန်စင်းစားငါအဲ့လိုဒီတော်လှန်ရေးတွေမပါဘဲနဲ့ငါလုံငါအီးစိလို့ပြီးတော့ငါဘဝတလန်းတော့ငါရှာဖွေခဲ့ရင်ရောငါလိပ်ပြလုံပါမလားငါနေနိုင်ပါမလားအဲ့ဘဝယူငါပျော်ပါမလားဆိုရဟာတွေးကြည့်အဲ့ခါကြာရင်လည်းကျွန်တော်ပျော်နိုင်မှာမဟုတ်ဂျင်းတွေကျွန်တော်စိတ်တန်းနဲ့အဲကျွန်တော်အဲ့ဒီဘဝယူလုံးဝပျော်မှာမဟုတ် ထားပါတော့ဒီကိုးပွားကိုတိဆောက်နေတဲ့သူတွေထဲမှာလည်းကျွန်တော်ဒီဒေါ်လာရေးကိုဆက်ပြီးတော့ကူညီနေတဲ့သူရှိမှာပဲသူတို့ကတော့ကျွန်တော်တို့လိုတော့အလုံးစုံတော့ပါဝင်နေရမျိုးတော့မဟုတ်ဘူးပေါ့လေသူတို့ရရတဲ့အမှဟိုနည်းနည်းပါးပါးလောက်ပဲပါဝင်ကြတာမျိုးလည်းရှိလိမ့်မယ်ဒါပေမဲ့ဘလို့ပဲပြောပါဝင်နေတယ်ဆိုတာကကောင်းမွန်တဲ့အရာပေါ့လေအဲ့တော့ဒီလိုလူတွေရဲ့အင်အားတွေလည်းကျွန်တော်တို့ကလိုအပ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ ဒေါ်လာအတွက်ထက်ထဲဝင်ပါဝင်နေတဲ့ကျွန်တော်တို့ရဲ့အင်အားတွေကလည်းဒေါ်လာအတွက်အများကြီးအရေးကြီးရယ်ငွေအားလူအားစိတ်ဓာတ်ခွန်အားပေါ့လေအဲ့တော့ကျွန်တော်တို့စိတ်ဓာတ်ကတော့ကြာလို့မဖြစ်ကျွန်တော်တို့ ငွေအားကလည်းကျွန်တော်တက်နိုင်သလောက်ကျွန်တော်ပါဝင်နေလို့ရတယ်လူအားကလည်းကျွန်တော်တက်နိုင်သလောက်ပါဝင်နေလို့ရတယ်စိတ်တက်ခွန်အားကတော့ကျွန်တော်တို့အကြဆင်းသွားလို့မဖြစ်စိတ်တက်ခွန်အားကိုကြနေလူများကလည်းပေးနိုင်မှာမဟုတ်အဲ့တော့ကွက်တမ်းမောင်နေကျမ်းမောင်နေအဓိကတော့ကျမ်းမာရေးရလေအရေးကြီးရယ်လူမကျမ်းမာလို့ရှိရင်စိတ်ကလည်းမကျမ်းမာတော့နောက်တစ်မျိုးကဒီစိတ်မကျမ်းမာတဲ့ခါကျရင်လူကလည်းကျမ်းမာရေးရထိခိုက်လာအဲ့တော့စိတ်တက်ကိုကျမ်းမာအောင်နေကိုခန္ဓာလည်းကျမ်းမာအောင်နေစိတ်တက်ကျမ်းမာဖို့အတွက်ကအဲစိတ်တက်ကျမ်းမာစီတဲ့ စာတွေကိုဖတ်ကိုယ်စိတ်ကိုအနာပေးတခါလေကြရင်တော်လိုင်းကိစ္စရဲ့ကြောင့်မို့ကျွန်တော်စိတ်တွေညင်ညူးတာရှိတယ်စိတ်တက်ကြတာရှိတယ်အားငယ်ရရှိတယ်အဲ့ခါမျိုးမှာကျွန်တော်စိတ်ကိုလိုအပ်တယ်လို့ကူစားပါတော့ဖွင့်ဟဖောက်ထုတ်ပြဖို့လိုတယ်ဆိုရင်လည်းဖွင့်ဟပြလိုက်ပောက်ကွဲပြလိုက်အော်ဟစ်ပြလိုက်ငိုယူပြလိုက် ပြီးရင်ကျွန်တော်တို့အစ်စ်ကနေပြန်ပြီးတော့ပြန်တွေ့အားရင်ပြည့်နေကျွန်တော် ပြန်ပြီးတော့ပါဝင် ဲ့လိုမျိုးမဟုတ်ဘဲနဲ့အာငါ AC ခဏလောက် break ယူလိုက်ရတော့တက်တာဝါမှာဆိုလဲ AC ခဏလောက် break ယူလိုက်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အခုချိန်မှာစိတ်သက်တည်းအကျိုးကျင်နေကျိုးကျင်နေတဲ့အခါမှာတော်နံကိစ္စရေတော့မသီးမခံနိုင်တော့သီးမခံနိုင်တဲ့အခါကျတော့ပြဿနာဖြစ်တာပိုပိုများတာပေါ့လေအချင်းချင်းနေကြမှာဆိုလဲပြဿနာတွေဖြစ်ကြတကယ်တော့တချို့အရာတွေကပုံဝင်လင်းလင်းအာနှစ်ဦးတည်းဆိုင်ဖြည့်ရှင်းလိုက်လို့ရှိရင် ပြီးွားတဲ့ပြဿနာတွေပေါ့လေအဲ့ဒီဟာတွေမဖြည့်ရှင်းမဲနဲ့တရားတရားလိုမျိုးတန်စရာတွေထားကြအကျိုးတေးတွေထားကြမိလိုင်းပေါ်မှာပွဲတွေဖြစ်ကြတယ်ဆိုတော့အဲကိစ္စတွေက စိတ်မြင်ညူစရာကောင်းတာပေါ့လေလိုင်းပေါ်မှာဆိုလဲကြည်ရတဲ့သူတွေလဲစိတ်တက်ကြစရာဖြစ်တော့ကျွန်တော်အရာတွေကိုလဲရှောင်ကျင်မှုလုပ်မယ်နောက်တစ်ခုကကိုခန္ဓာကျမ်းမာဖို့အတွက်အစာကိုအာဟာရပြည့်အောင်စားအဲလေ့ကျင့်ခန်းဆိုရင်လဲပုံမှန်လေးလုပ်ပေါ့နော်နောက်ဆုံးမနက်ခင်းလမ်းလျှောက်တာလေးကနေစပြီးတော့ဒီအာဂသာကမ်းမာတွေကျင်သွားပြီးတော့အဲကြောသားလေ့ကျင့်ခန်းအတွက်အလေးမာတာတွေပါရအစားကျွန်တော်တို့လုပ်လို့ရတယ်အဆုံးသက်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ကလူနည်းစုမဟုတ်ဘူးကျွန်တော်တို့မှာအများကြီးရှိတယ်ကျွန်တော်အင်အားအများကြီးရှိတယ်အခုချိန်မှာကျွန်တော်တို့ကတယောက်တယောက်ဖုံးကွယ်ထားတဲ့အတွက်ကြောင့်မလို့ဘသူကပါလဲဆိုတော့မသိကြသေးတာမျက်လုံးထဲမှာဗျာ PDF တက်တယ်အောင်မွေးရလို့ရှင်ဘန်းနေနဲ့လာကြုံနေကြတဲ့လူအုပ်ကြီးတွေကိုပဲမြင်ကြည့်လိုက် အဲ့လူအုပ်တွေနေတာမဟုတ်ဟုတ်လားဒါကမြင်တာတဲ့ဟာကိုပြောတခြားအများကြီးရှိတယ်ပြီးပါမှလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့မှာအင်အားတွေအများကြီးရှိတယ်နေပဲဆုံးကတက်ကြွနေတဲ့သူတွေအများကြီးရှိတယ်ဒါကြောင့်မို့လဲတော်လိုင်းကြီးကဒီလောက်ထိရှေးရောက်နေရဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကလူနေစုဆိုပြီးတော့ကိုယ့်ဟာကိုဘာအတွက်ကြောက်မှစိတ်တက်ကြနေကြမလို့ကိုယ့်ဟာကိုတိဆောက်နေနေမှာဒီလိုမျိုးတော်လှန်ရေးတဲ့သူတွေကိုလည်းပြန်ပြီးတော့ဖေးမှကူညီပေးပါလိအဲ့လိုမျိုးတရားနဲ့တရားဆွဲခေါ်ရင်လည်းကျွန်တော်တို့ဒီတော်လှန်ရေးပြီးဆုံးတဲ့အထိအောင်မှဆက်လက်ပြီးတော့ပါဝင်နိုင်ကြမှာပေါ့လေအဲ့တော့ဒီနေ့ကတော့ ြောမယ်ဆိုရင်တော့ကိုလူတွေကိုစိတ်သက်ခွန်အားပေးခြင်းတဲ့အတွက်ကြောင့်ဒီ podcast လေးကိုပြောပြတာပေါ့လေအဲ့တော့စိတ်သက်မကြပါနဲ့နည်းဆုံးတော့ခင်ဗျားတို့ဘက်မှာရုပ်ချိုးတဲ့ကျွန်တော်လည်းရှိနေပါသေးတယ်